KTV ရဲ့စီးပွားရေးကိုပြောပြမယ်အပြင်မှာ2000ဆိုအဲ့ထဲမှာ4000အရှင်းသွားဆိုတဲ့အခါမှာဗဇက်နဲ့သွားဆိုတဲ့အကောင်တွေလည်းရှိတယ်လို့မျိုးနှကောင်းနဲ့သွားဆိုတဲ့အကောင်တွေလည်းရှိတယ်အဲ့ဒါကောင်မလေး9ယောက်လွတ်ပေးမယ်လေဆိုအာညီလေး9ယောက်မလို့ဘူးလို့ကိုတို့ကောင်မလေး2ယောက်လောက်ဆိုရပြီလို့ကမဟုတ်ဘူးကိုတို့ကျွန်တော်တို့ဆိုင်ရကောင်မလေးကမဖြစ်မနေအဲ့လိုခေါ်ရတာတဲ့နှကောင်းနဲ့ဆိုတဲ့အကောင်တွေကသိရပါလားညီမလေးညီမလေးညီမလေးစားလေးခုနသိန်းလောက်ရှင်းရတယ် KTV ကိုမရောက်ဘူးဘူးမတော်ဘူးဘူးဆိုတဲ့လူကတော့တော်တော်နည်းလိမ့်မယ်နော် ဲ့တော့ KTV ကိုသွားတဲ့ခါမှာတို့ယောက်ျားလေးအုပ်စုကိုပြပြရမယ်မိန်းကလေးကတော့ထားလိုက်သူကယောက်ျားလေးတွေက KTV ကိုသွားတယ်ဆိုတာမျိုးကတက်လာတရှင်းသွားဆိုတဲ့ခါမှာပါဇက်နဲ့သွားဆိုတဲ့အကောင်လေးလည်းရှိတယ်လို့မျိုးနှာခေါင်းနဲ့သွားဆိုတဲ့အကောင်လေးလည်းရှိတယ်အဲ့တော့ပါဇက်နဲ့သွားဆိုတာကတော့တည့်ရတယ်ပဲ KTV သွားဆိုတာတရှင်းလို့ဆိုရင်တော့တခြားဘာအောင်ရမှမရှိဘူးမိုက်ပဲခိုင်းရှင်တာသူက ဟိုနှာခေါင်းနဲ့သွားဆုတယ်ဆိုတဲ့ကွာ KTV ဟိုဒါသွားလာသူကမိုက်ကိုအာရုံမလားဘူးဒါကောင်မလေးတွေနဲ့ဟိုပုတ်ဒီပုတ်ဟိုကန်ဒီကန်ပေါ့ဒါဝါသနာကြီးလို့သွားကြတဲ့ကောင်တွေလေတပုံတပောင်းတပုံတပင်းရှိရပေါ့နော်အဲ့တော့ KTV ဆိုတာမျိုးကအဲကိုရီးယားကျတော့အဲတောင်ကြီးသားဖြစ်တဲ့အတွက်တရှင်းဆိုရတာငငယ်လေးကလေးအရန်ဝါသနာကြီးရအဲ့တော့တရှင်းလည်းမကြခဏဆိုဖြစ်တယ်ပေါ့နော်အဲ့တော့နောက်ဆုံးတစ်ခေါက်မှာကို KTV မှာပြဿနာတက်တာ ဘယ်လိုမျိုးတက်ရလဲဆိုရင်ကိုရီအဖွဲ့က9ယောက်တရှင်းစုကိုသွားတာသွားတော့ကိုရီအဖွဲ့9ယောက်ထဲမှာအဲ့လိုမျိုးဂုဏပြောလို့တော့နှခေါင်းနဲ့စုတဲ့ကောင်ကနှခေါင်းလောက်ပါတယ်နှခေါင်းလောက်ပါတော့ KTV ဝင်းနဲ့ရောက်တော့ဂွေတာလေးကအကိုတို့ဗရင်ညာအဖွဲ့တော်နဲ့အေးညီလေးကိုတို့9ယောက်လို့9ယောက်ဆိုတော့ကိုတို့ခန့်ကြရင်နဲ့အဲ့ဒါကောင်မလေး9ယောက်လွတ်ပေးမယ်လေစာညီလေး9ယောက်မလို့ကိုတို့ကိုတို့ကောင်မလေး2ယောက်လောက်ဆိုရပြီလို့ကမဟုတ်ဘူးကိုတို့ကျွန်တော်တို့ဆိုင်ရကောင်မလေးကမဖြစ်မနေအဲ့လိုခေါ်ရတာတဲ့ကောင်မလေးခေါ်ရတယ်ဆိုတာတယောက်ကိုတပေါင်းတပေါင်းခွဲအဲအဲ့လိုမျိုးပေါ့နော်သူတို့အတွက် 9ရောက်ဆို9ရောက်စာအဲ့လိုမျိုးကိုရီးယားစီးရင်တဲ့ကိုရှင်းရတာထဲ့ရှင်းရတာကိုရီးယားအဲ့လိုမျိုးပေါ့အဲ့တော့ရွေးချယ်စရာမရှိဘူးကွာမခေါ်မဖြစ်ဆိုတော့တရှင်းရလဲဆိုချင်နေပြီဆိုတော့ all 8အားဆိုလဲ PO ပေါ့ကွာနော်အဲ့ဒါဆိုလဲဝင်ကြတာပေါ့ဆိုအဲ့တော့တရှင်းဝင်ဆိုတော့ကောင်မလေးတွေအစီတယောက်ကိုကိုကိုနဗေးလေးဒီမှာကိုထိုင်ပြီးတော့မှဘာစာမလဲအကိုအဲဘာဆိုမလဲအကိုပေါ့နော်အဲ့လိုမျိုးပေါ့တချို့ကလည်းကြတော့လဲအဲ့လိုစားထားပြီးဆိုတော့လဲကောင်မလေးကိုချက်ချက်ပခုံးဖက်ပါညာပေါ့ကွာထားအလား လိုမျိုးလုပ်ရင်ねတအားတော့ကြတော့ကိုကတရှင်းဆိုရင်ねကိုကြွရကိုရီတက်ဘီယာတွေပါမှာတာပေါ့အဲ့တော့ကောင်းပါလေကလည်းအကိုရဲ့ဝိုင်းတောက်လို့ရလားပေါ့ဝိုင်းတောက်လို့ရလားဆိုတော့ကိုကြဲကြဲပဲတောက်ရတယ်သူကဒီအိုင်းထိုင်နေတော့လေအသေးပဲမရှိဘူးကွာစိတ်ကလည်းမထားတတ်ဘူးဆိုတော့အေးအဲ့ဒါဆိုလဲမှန်လဲမှာပေါ့ကွာနော် KTB ရဲ့စီးပွားရေးကိုပြောပြမယ် KTB ဆိုတာမျိုးကသူ့ဝိုင်းမှာခွင့်ပေးလိုက်ပြီဆိုရင်အဲ့တစ်ချိန်ပဲခုနာခွင့်တော့လဲနောက်ချိန်မှာလာတွေကို ကိုတော့မသိလိုက်ရအောင်သိလားအဲ့တော့ကိုကတချိန်မဲ့အရောင်ရောက်ပြီးတော့မှနောက်တတိထားမိတဲ့အချိန်မှာကိုကတလုံးမကုန်သေးဘူးသူကသုံးလုံးလောက်ကုန်သွားပြီ KTV ထဲမှာရှိနေတဲ့ပစ္စည်းတွေကအပြည့်မှ2000ဆိုအဲ့ထဲမှာ4000ဝိုင်းတလုံးအပြည့်မှတောက်ွယ်3000 KTV ထဲမှာ6000သိလား KTV စီးပွားရေးကအဲ့တော့သူတို့တွေကွာချင်းပြောရရင်သူတို့ကဒီဝိုင်းဝင်တောက်ရှင်လို့တောက်တာမဟုတ်ဘူး ဒီအမီးကိုစားစလို့မှားတာမဟုတ်ဘူးသူတို့စားဖို့ကြောက်ကိုကိုရီအိတ်ကက်တွေကပတ်စံများများထွက်အောင်လို့သူတို့တဆေးရဲ့အိတ်ကက်တွေကိုများများဝင်အောင်လို့သူတို့ရဲ့မိန်းမပရိရဲ့နဲ့ပေါ့နော်သူရဲ့အလှအပလေးဘာညာခွိကွက်လေးတွေနဲ့သူတို့တွေကအပြညာတွေထုတ်သုံးတာဒါတွေတို့တို့ဖွဲ့တွေကအဲ့လိုမျိုးနှစ်ကောင်လောက်ကနှစ်ကောင်နဲ့ဆိုတဲ့ကောင်တွေကသိရပါလားညီမလေးညီမလေးညီမလေးစားလေးကိုရီယား ဒီမှာကိုကိုတွေဘေးမှာရှိတဲ့ကောင်မလေးကဘိုင်၃လောက်ဆိုသူတို့ဘေးမှာရှိတဲ့ကောင်မလေးတွေကဟာလုံးလောက်ဖြစ်နေတယ်လားအမီးလေးပါတယ်တပုံနဲ့အော်ရိုင်းနဲ့အဲ့လိုပဲဗောနော်အဲ့တော့ဒီကကကွာသူပြောရရင်အဲ့ဒါကထထလာရောနောက်တစ်ခုကပြဿနာတက်တာဘာကြောင့်တက်တာလဲဆိုရင်ကိုတွေအဖွဲ့မှာ၅ယောက်ကတရှင်းဆိုတာတပုတ်ဆိုပြီးွားရင်ကိုတွေအလဲကြဘူးကမနေဆောက်ရပါလေဆိုအဲ့ကောင်မလေးတွေကပါရောရောပြောမှာကွာမြင်မပြီးတော့ဘူးကွာတက်လာတချို့ကြတော့ တခါတည်းနဲ့နှစ်ပုတ်ဆက်တိုက်ကိုအဲ့လိုဆိုတာကြီးလေရှိလာတော့ကိုကစိတ်ကအရှင်ပေါက်လာပေါက်လာတော့ခဏခဏနေလို့ဆိုမိုက်တိုက်ပြန်အငြိမ်ကြပါငါတို့ကဒီမှာပတ်စံအကုန်ကြခံပြီးလာထိုင်နေတယ်ဆိုတာညီတို့တွေတချင်းဆိုတာကိုလာနားထောင်ဖို့အတွက်လာဆိုရမှာကိုကမိုင်းတော့អော်လာတယ်អော်လာတော့ဘုရားကောင်မလေးအခုတူတူပြောပါပေါ့ဒါဆိုဒါပဲကိုကအဲမူးလဲမူးနည်းနည်းမူးနေပြီဆိုတော့စိတ်လဲနည်းနည်းဟိုစားဖြစ်နေတော့တိတ်မကြည့်တော့ဘူးဆိုတော့အဲ့လိုអော်လိုက်တော့ခဏကြာတော့ ကောင်မမန်နေဂျာတွေပါရောက်လာပြီပါအော်ပြဿနာတွေပါတက်တာပေါ့နော်အဲ့တော့ဟိုကောင်မလေးတွေ့လဲအခုပြန်တွေ့ရင်တော့စိတ်မကောင်းဘူးဒါပေမဲ့လည်းလာတဲ့ customer တွေကို respect တော့ရှိဖို့လိုတယ်ကိုယ်ဆိုင်အောင်လာတဲ့လူတွေဟဲ့လား customer ဦးစားပေးရမှာပေါ့နော်ဒီမှာ customer မျက်နှာပြောပတ်စပ်နေတော့တော့ညောင်းပါနော်အဲ့တော့ပြဿနာတွေပါတက်တက်တက်ပြပါအဲ့လိုခဏကြာတော့ပတ်စပ်ရှင်းတဲ့ခါကြာတော့ ကိုယ်နေဖွဲ့တယ်မှာအဲ့လိုပေါ့နှစ်ခေါင်းနဲ့ဆိုတဲ့ကောင်ကနှစ်ကောင်လောက်ပါကကြတော့မင်းတဆက်ရှင်ဝင်ကွာတရှင်းဆိုတာကုံနာမှာတဆက်ရှင်တနာယူဥပမာ2000ပေါ့ကွာနော်ကိုယ်နေဆိုတာ30ဆက်ရှင်ပေါ့နော်အဲ့ဟိုဘယ်လောက်ရှင်းရလဲတော့ခုနှစ်သိန်းလောက်ရှင်းရတယ်ခုနှစ်သိန်းလောက်ရှင်းရတယ်သိလားအဲ့လိုမျိုးမင်းတကယ်ကတရှင်းတိတန်းဆိုဖို့တော့ဆိုရင်30ဆက်ရှင်ဆို6000ပဲကြရမှာအာခုနှစ်သိန်းလောက်ရှင်းရတာအဲ့လိုမျိုးအဲ့တော့ KTB ရဲ့ CYA ဆိုတာအဲ့လိုမျိုးပြောတာနောက်ပြီးတော့ KTB မှာနောက်တစ်ခုမှာကျင်တာက ကိုသွားတဲ့ KTB ကကောင်မလေးမဖြစ်မနေခေါ်ရမယ်ဆိုရင်တတိတာထားတော့မင်းအဲ့လားတတိတာထားတော့မင်းအိတ်ခက်တွေကပတ်စံနေမြက်ပတ်စံနေကိုမင်းအဲ့လားရှင်းနေမကောင်းဘူးဟဲ့လားတချို့စံနေရှိပါရှိပါတယ်ကောင်မလေးမခေါ်ချင်လည်းရတယ်ဆိုရင်အဲ့လားဆိုတော့စိုက်အမှန်ကွာတချင်းစုံချင်းလို့သွားတာတချင်းစုံရံပြီးရောလေကောင်မလေးနဲ့ပုတ်တိပတ်တွေကိုတည်းကဝါသနာလည်းမပါဘူးတဲ့လားဒါပေမဲ့အလောက်မှာကိုကောင်မလေးကိုကုတ်နာအောင်မဖြစ်မနေခေါ်ရမယ်မဖြစ်မနေထည့်ပြီးတဲ့ဆိုကြရမင်းကအလားသတိတွေထားတော့အလားမင်းကိုအဲကြိတ်တော့ပါမင်းနော် နည်းနည်းတော့စမ်းကြဲသွားပြီပေါ့နော် KTV သွားမှုတဲ့အကူတွေရှိလို့ရှိရင်ကိုယ့်ရဲ့သွားခဲ့မှုတဲ့တွေ့ကြုံတွေကိုလည်းပြန်ပြီး share ဝင်လုပ်ပေးကြပါအောင်ရှင်ဒါမှသာလေတခြားသောသူတွေလည်းသိနိုင်မှာဖြစ်ပါရဲ့ရှင်